အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကမ္ဘာအလင်းတည်တည်နေတဲ့မြန်မာခရစ်တိုသတင်းနဲ့အတူညစာကြွေးကြတာအပြစ်လာသတင်းကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါရခင်ဗျာ။ ပထမတော့အနေနဲ့ကမ္ဘာအလဲတင့်တယ်နေတဲ့မြန်မာခရစ်ပတိုသတင်းကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာမှာမြန်မာဟေ့လို့ကြွေးကြော်လို့ရမယ့်ခရစ်ပတိုသတင်းတစ်ပုဒ်ရှိပါရစေ။ကမ္ဘာအလဲမှာတင့်တယ်စေမဲ့သတင်းကောင်းတော့မဟုတ်ပါဘူး။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ KNA ကို US Treasury ကနေ session ချမှတ်လိုက်တဲ့သတင်းဖြစ်ပြီးတော့ Pepperary Scan တွေကိုအကြီးအကျယ်လောက်ကိုင်နေတယ်လို့ US နိုင်ငံသားတွေစီကနေ crypto လိမ်လည်းခိုးယူတာအပအဝင်ရာဇဝဲမှုတွေကျူးလွန်နေတာကြောင့်ဖြစ်ကြောင်းဆိုထားပါတယ် KNA က ခရစ်ပတိုစကန်တွေကိုအကြီးအကျယ်လောက်ကိုင်းနေသလိုလူကုန်ကူးတာလက်နက်မှောင်ကူးကူးတာတွေလောက်ကိုင်းနေတဲ့နိုင်ငံခြားရာဇဝတ်အဖွဲ့အစည်းတွေအတွက်လည်းသူတို့ရဲ့ထိန်းချုပ်နယ်မြေတွေမှာဒုက္ခဘုံတစ်ခုဖန်တီးပေးထားကြောင်းသတင်းထုတ်ပြန်ချက်ထဲမှာပေါ်ပြထားပါတယ်အနာလုစစ်ကောင်စီနဲ့ဆက်ဆက်မှုရှိနေတဲ့ KNA ရဲ့စိုက်ဘာရာဇဝတ်မှုတွေကလူပေါင်းများစွာအတွက်ဒေါ်လာဘီလီယံနဲ့ချီတဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်စေခဲ့ပြီး KNA ထိန်းချုပ်နယ်မြေအတွင်းကဟိုတယ်တွေကာစီနိုတွေကမင်းကလေးတွေကိုဗီဒီယိုကောတွေပြောခိုင်းပြီး အချို့သက်လိန်လေတဲ့ပုံစံမျိုးအပါဝင်အလိအညာပုံစံမျိုးစုံနဲ့ US နိုင်ငံသားတွေစီကနေငွေရေလိန်လေခဲ့ကြောင်းဆွဆွဲထားပါတယ်အခု session တွေရဲ့အဓိကပြစ်မှတ်ကတော့ KNE ခေါင်းဆောင်စောချစ်သူနဲ့သူ့ရဲ့သားတွေဖြစ်တဲ့စောထုအမူစောချစ်ချစ်တို့ဖြစ်တယ်လို့ဒီလူတွေက US နိုင်ငံသားတွေဒါမှမဟုတ် US အခြေစိုက်အဖွဲ့အစည်းတွေ USSS တွေနဲ့ပတ်သက်ခွင့်မရှိကြောင်းပိတ်ဆို့တားဆီးလိုက်တာလည်းဖြစ်ပါတယ်စောချစ်သူကတော့သူ့နေမြေအတွင်းကအကြမ်းဖက်ခိုင်းနေကသူနဲ့လုံးဝမသက်ဆိုင်တယ်လို့ ဒီကြားဖြန့်ခိုင်းနေအားလုံးကိုလည်းအမြင့်ဖြတ်ပြစ်မယ်လို့ကြွေးကြော်ထားပေမဲ့ကြားဖြန့်လုပ်ငန်းတွေကတော့ဟန်မပြက်လဲပတ်နေသေးကြောင်းဒေတာကန်တွေရဲ့ဝေဖန်မှုတွေရှိနေစေဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတော့ညာသာကြွေးကြတာအပြစ်လာတဲ့ရင်ကိုတက်ဆက်ပေးကြပါမယ် ထရမ်ကဒီလာထဲမှာခရစ်တိုညစာစားပွဲတွေတောက်လျှောက်စီစဉ်ထားပါတယ်။မေလ9ရက်နေ့မှာရောကခရစ်တိုနဲ့ AI လုပ်ငန်းရှင်တွေနေပညာလုပ်ငန်းရှင်တွေနဲ့ညစာစားပွဲစီစဉ်ခဲ့သလိုမေလ22ရက်နေ့မှာလည်းထရမ်ဟိုဒါရီနဲ့ညစာစားပွဲကျင်းပဖို့ရှိနေပါတယ်။မေလ9ရက်နေ့ညစာစားပွဲမှာရောကတော့တပွဲကိုဒေါ်လာ1.5 million တန်ချေရှိတဲ့ညစာတွေတဲခင်းအခန့်ခဲကြောင်းသိရပြီးမီဒီယာတွေကိုသတင်းဝင်ယူခွင့်မပေးခဲ့ပါဘူး။ ဒါကြောင့် Trump ကကျင်းဝင်တဲ့မညီပဲအာဏာကိုအကျိုးစီးပွားအတွက်အသုံးချနေကြောင်းလွှတ်တော်အမတ်တွေကြားမှာဆွဆွဲမှုတွေရှိလာနေပါတယ်။မေလ22ရက်နေ့မှာကျင်းပဖို့ရာထားတဲ့ Trump မင်းကွိုင်ဟိုဒါတွေနဲ့တွေ့တဲ့ပွဲမှာလည်းထိတ်ဆုံး Trump ဟိုဒါပေါင်း25ယောက်ကို White House ကိုအလဲအပတ်ခေါ်မှဖြစ်ကြောင်းဆိုထားပါတယ်။ဒီလိုမျိုးအထူးအခွင့်အရေးတွေကသမရရဲ့စီးပွားရေးလုပ်ငန်းတွေမှာယင်းနည်းမြုံနှံမှုဖိတ်ခေါ်ဖို့အတွက်သမရအခွင့်အာဏာကိုအလဲအထက်လုပ်လိုက်တာဖြစ်ကြောင်းစီနေလွှတ်တော်အမတ် Elizabeth Warren ကဆိုထားပြီးတော့ ထရန့်ပိုင်တဲ့ WLFI ကနေထုတ်ထားတဲ့ USD 1 stable coin ကလည်းအာဂရိတ်လိုက်စားမှုနဲ့တူနေကြောင်းဆိုထားပါတယ်။ဒီလိုဝေဖန်မှုတွေရှိနေပေမဲ့လည်း Trump holder တွေနဲ့ Trump နဲ့ညစာစားရမဲ့သတင်းကတော့အခုအချိန်မှနာမည်ကြီးနေသလို Trump ဈေးကလည်းဒီတရင်အကြောင်းပြုပြီးတော့ပြန်တက်လာနေပါတယ်။ဒါကြောင့် Trump ကိုဘယ်သူတွေကနိုင်အောင်ထိန်းနိုင်မယ်ဆိုတာစိတ်ဝင်စားဖို့ကောင်းသလိုသမရတတန်အတွင်လောက်ခဲ့သမျှအရာတွေအတွက်သမရတတန်အပြီးမှာဘယ်လိုအကျိုးဆက်တွေရှိလာမလဲဆိုတာလည်းစောင့်ကြည့်ကြရအောင်မှာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုအရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှာခရစ်တို currency ဝယ်ရလို့ဖို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တိုင်းမှာ fee discount ပြန်ရမယ်။အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်။နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ။